ာแน่ๆလေးလေအဲ့တော့ဒါပေါ့ဒါတော့အရန်လိုချင်တထောင်ကျော်တယ်တထောင်နှစ်ထောင်နီးပါးလောက်ရှိတယ်အဲပူစားတယ်အဲဒရင်ချက်လက်ဆောင်ပူစားမလားမက်ဆန်နီကပဲပေးရမလားမသိဘူး तू က तू ကတော့ပူစားလည်းရမှာမဟုတ်ဘူး Thank you ဒရင်ချက်ကတော့နေ့စဉ်နေ့တိုင်းပေါ့ကလေးတွေကဒါအမသူ့ရဲ့ ပွဲအခါရောက်လို့ရှိရင်တကြံဆိုလည်းတကြံပေါ့အများနဲ့တော့အမလုပ်ပေးဖြစ်တယ်တရင်ချုပ်ဆိုလို့ရှိရင်လည်းတို့အမကတော့မှာပေါ့နော်အဲ့တော့မေမေခိုင်လို့အကောင်တော့ကလာခေါ်ပြီးတော့ကတော့ကြမ်းမဲ့သူများလာမှာထပ်ပြေးရပုံဝင်တော့များများဆောင်းလာတော့ပဲအဲကိုကိုကလည်းကတော့အမေအယူရှိသလိုကိုကအခုချိန်မှာကတော့ခံနေဟိုကို့လာပြီးကတော့ဒီခါကျတော့ဘာဖြစ်ဖြစ်ကမဝန်ထမ်းလေးလည်းအမြောက်ကိုရဲ့အငယ်လေးလည်းအမြောက်ကတော့မဘောတော့ပြေးရမှာပဲလေအဲ့ဒီခါကျတော့ထွက်ပြေးပဲပြေးပြမလားပုံပဲပုံနေအောင် ပေးတာနည်းနည်းလေးလေအဲ့တော့ဒါပေါ့ဒါတော့အရန်လိုချင်တထောင်ကျော်တယ်တထောင်တထောင်နီးပါးလောက်ရှိနေငယ်ပူစားမယ်တရင်အဲတရင်ကျော်လက်ဆောင်ပူစားမလားမက်ဆန်နီရောပဲပေးရမလားမသိဘူး။ तू က तू ကပူစားလဲရမှာမဟုတ်ဘူး။တရင်ကျော်ကတော့နေ့စဉ်နေ့တိုင်းပေါ့ကလေးတွေကဒါအမသူ့ရဲ့ ပွဲအခါရောက်လို့ရှိရင်တကြံဆိုလဲတကြံပေါ့အများနဲ့တော့အမလှုပ်ပေးဖြစ်တယ်တင်းကျွတ်ဆိုလို့ရှိရင်လည်းတို့အမကတော့မှာပေါ့နော်အဲပြီးတဲ့အခါကျတော့ဒါကလေးတွေနဲ့မိဘုံလေးတွေမိဒါထုံးဖို့ဟောလှုပ်ပေးထားတယ်ပေါ့နော်ဘာလို့ဆိုတော့ ကလေးတွေကတိတ်အခုဆိုလို့ရှိရင်ခုနှစ်နှစ်လောက်ရှိပြီဆိုတော့နားလည်တဲ့အရွယ်လေးကလည်းရှိနေပြီဆိုတော့အခါကျတော့တင်းကျုပ်ဆိုလည်းတင်းကျုပ်ရဲ့အရာသာတချံဆိုလည်းတင်းချံဆိုရဲ့အရာသာအဲ့လိုမျိုးလေးတွေ့ရအောင်လို့မမတို့ကဒါကိုသားသမီးဆိုတော့ပြည့်စုံလုပ်ပေးရတာပေါ့ဟုတ်ကဲ့အဲ့တော့မမေခိုင်လို့အကောင်လုံးကလာခေါ်ပြီးတော့ကရောကြမဲ့သူများမှာထပ်ပြေးရပုံပေါ်တယ်တော့များများဆောင်လာတော့ပဲအဲကိုကိုကလည်းကရောရမယ်အယူရှိသလိုကိုကအခုချိန်မှာကရောခံတဲ့ဟိုကို့လာပြီးကရောရခဲ့ကြတော့ဘာဖြစ် ဒါဝန်ထမ်းလေးတွေလည်းအမြောက်ကိုတဲ့အငယ်လေးတွေလည်းအမြောက်ကတော့မဘောကတော့ပြေးရမှာပဲလေအဲ့ဒီခါကျတော့ထွက်ပြေးပဲပြေးပြမလားပုံပဲပုံနေအောင်ဒါတော့ပီတိဖြစ်တာညီမရဲ့အမဟိုငငယ်လေးတွေကတော့တို့ဆီယမနေရောအကုန်လုံးကအချင်းလုံပေးထားတာပေါ့ငငယ်တော့တော့အချစ်ဆရာလေးတွေပေါ့တို့သိမ့်နားမလဲသေးဘူးသိမ့်နားမလဲသေးတော့ဥတော်လောက်ရတယ်မမေ့ကိုကတော့အဲ့ဒါသိမ့်နားမလဲသေးတယ်ဒါပေမဲ့ကိုသားသမီးလေးတွေကကိုကိုကတော့တဲ့ခါကျတော့ပီတိဖြစ်တယ်ပေါ့အဲခုလိုကြီးလာတဲ့ခါကျတော့တို့ကရေရိုးတဲ့နဲ့ကတော့တာမဟုတ်ဘူးတို့ကပါဇက်ကနေတိုင်သေးတာမမေ့ခိုင်နေဝေပေါ်မှာကာယကံဝစီကံမလို့ကံအဲဒါတွေက သူတို့ကပါသေးတာအဲ့အခါကျတော့သူကကြည့်ပြီးတော့ဝမ်းနေတယ်ဝမ်းလဲဝမ်းနေတယ်ဝမ်းလဲဝမ်းသာတယ်ဝမ်းနေတဲ့ကလေးတွေကတော့ကြည့်ပြီးတော့ဝမ်းနေတယ်ဝမ်းသာတာကတော့အော်သူတို့လေဒီရွယ်လေးတွေရှိလာပြီကို့အမေပေါ်မှာလည်းသူတို့တိတက်လဲပြီးတော့အမသာသမီးတွေကလိန်မာတဲ့ကလေးတွေများတယ်ပေါ့နော်အကြောင်းလက်ထားတယ်ပြီးတော့အမအပြင်နေပိုင်းလဲပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်အများနဲ့ခေါ်သွားနေကြဆိုတော့ကလေးတွေကလိန်မာတယ်လို့ပြောရမှာပေါ့အဲ့ဒါလေးကြည့်ပြီးတော့အမပီတိဖြစ်ရတာပေါ့ အဲဒါအမတို့ဒါဟိုအမတို့ဒီလူမျိုးတွေအကုန်လုံးอ่ะဗောနော်ကတော့တယ်ဆိုတာဒါအာကြီးရဲ့သူကိုယူတရမယ်ကိုတဲ့အသက်တစ်နှစ်တည်းရဲ့ကြီးရဲ့သူကိုလည်းအမတို့ကတော့လို့ရတယ်ဒါကာရဝတရားဗောဆိုတဲ့အခါကျတော့အမကလေးနေနဲ့ကလေးတွေအတွေ့အကြုံမို့လဲကျန်တဲ့သူတွေပို့ပြီးလာလာကတော့တာများအဲ့ဒါဖြစ်ကိုကကတော့ခံရတဲ့အခါကျတော့ အဲပီတိဖြစ်တယ်ပျော်တယ်ပေါ့နော်ကိုယ့်ရဲ့အဲတပည့်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ထမ်းလေးတွေပဲဖြစ်ဖြစ်အပြင်ကကိုယ့်ရဲ့ကလေးတွေပဲဖြစ်ဖြစ်ပေါ့အကုန်လုံးကအမအောင်လာပြီးတော့ဘရော့ကြရဲဆိုတော့ဝမ်းသာတော့အဲ့ဒါမသိလေးလဲဟိုးလေးစုထားတာပေါ့တနေ့လုံးမစားရင်မတော့ရလေးစုပြီးပြပေးပါမယ် ပြောပြောတာတခါရပြောတာကနော်ဟာအခုဆယ်လာပိုင်းမှာတော့ရမတ်ဆိုတဲ့အဲဒီဇလန်းတွဲပေါ့နော်ဇလန်းတွဲရုံတင်မို့အဲပြဖို့ရှိပါတယ်မဟာမှာအိတ်ကားမှာဆိုလို့ရှိရင်လည်းဒါအဲတမူထူးခြားတဲ့ဇက်ရုပ်ကလေးလည်းလှုပ်ထားပါတယ်အိတ်မှာဆိုလို့ရှိရင်လည်းအပေးပါအောင် ပြီးတော့ရုပ်ရှင်ကားကြီးဆိုရင်ဆိုလို့ရှိရင်လည်းမောင်မီဒီယာရုပ်ရှင်ကားကြီးလည်းတက်ဖို့ရှိပါတယ်လုံးဝမတူတဲ့ character လေးနဲ့ပြုတ်ဆောင်ထားပါတယ်အပေးပါအောင်လို့ပြောပြခြင်းပါရှင်အမေပြေဆုံးရှင်ရန်နာရှင်ဆိုင်ရဲ့ဒါ Time City မှာလုပ်တဲ့ ဒါအမတို့ဒါဒီရောင်းပြကန်လေးမှာဒါလာပြီးတော့ကူညီပေးတာပါပြီးတော့ပြည့်စုံရှင်ရန်နာရွှေဆိုင်လေးကလည်းအမတို့ကဒါမိသားစုလိုမျိုးဖြစ်နေနှစ်တိုင်းနေဆိုင်နှစ်စဉ်တိုင်းနှစ်စဉ်တိုင်းလည်းလာဖြစ်ပါတယ်အဲရန်နာတွေကအခုလူကြီးပိုင်းဖြစ်တော့မှဒါအမတို့ကကြိုက်ဖြစ်တာပေါ့နော်ပြီးတော့အမျိုးသမီးဆိုတာလည်းမိန်းကလေးဆိုတာဒီလိုမျိုးရန်နာလေးကိုဆင်လိုက်ပြီးဆိုပို့ပြီးတော့တန်ဖိုးမြင့်သွားတယ်လို့ခံစားရတယ်။အဲအကြောင်းပွဲနေပွဲတက်တယ်မှာဆိုလို့ရှိရင်ဒါလက်ဝတ်ရန်နာတွေက dress နဲ့ဆိုလဲ dress နဲ့အလျောက်ပေါ့မြမဝုဆုံနဲ့ဆိုလဲမြမဝုဆုံနဲ့အလျောက်ဒါရေနာဆိုတာမိန်းကလေးတွေပေါ့အောင်လဲတံမိုးတက်စီသလိုပွဲအတွက်လဲပို့ပြီးတော့တံမိုးတက်စီပါတယ် ါတရင်ချက်ကနေပြီးတော့ဒီနေရာနေပြီးတော့အာဒါအမကပေါ့နော်အမထက်ကာရမတရားတွေကာရမတရားရှေ့ထားပြီးတော့ကိုထက်အသက်ကြီးတဲ့သူတွေကိုရိုသေလေးစားမဲ့သူတွေအားလုံးပြည့်တတ်တဲ့အားလုံးသူရှင်တွေအားလုံးကိုချစ်ခင်ညံ့နိုးတဲ့သူတွေအားလုံးကိုဒီနေရာနေပြီးတော့ဒါကာယကံဝစီကံမနောကံနဲ့ပြန်မမိခဲ့လို့ရှိရင်ဒီနေရာနေပဲဝင်ချက်တောင်းမယ်ကြတော့ပါတယ်တရင်ချက်အနေနဲ့ဒီကနေပဲအားလုံးကြတော့လိုက်ပါလိမ့်ရှင်